ဒီနေ့ဒီနေ့95ရက်မြောက်နေ့ဝိနည်းသင်္ခါထာဂရစာပါစာကြအောင်ဗျာနမောတတဘဂဝတ္တအာရဟတော သမ္မာသမ္ဗုဒ္ဓတနမောတတဘဂဝတ္တအာရဟတော သမ္မာသမ္ဗုဒ္ဓတ နမောတတဘဂဝတ္တောအရဟတောတမ္မံတမ္ဗုဒ္ဓတဘဂဝတ္တောဘဂဝါဂုံတော်ရှင်ဖြစ်တော်မူထသောအရဟတောအရဟံဂုံတော်ရှင်ဖြစ်တော်မူထသောတမ္မံတမ္ဗုဒ္ဓတတမ္မံတမ္ဗုဒ္ဓဂုံတော်ရှင်ဖြစ်တော်မူထသောတတထိုမြတ်စွာဘုရား နမောယုတိမြတ်နုလတ်ဆုံးမှု၍ရှ िख ုကရောပါ၏ဗျာမနေ့ကပပစ္စာဝိနည်းစရာကထာပြီးဆုံးသွားပြီဟုတ်လားသတိရေဒီချမ်းနားထောင်တော့ရှင်ရဟုတ်လားဝိနည်းတွေကနားထောင်ရင်းနဲ့တောင်အကျိုးများတယ်တတိရေကြားလား ဆောင်ဝဲဖြည်ရင်တော့ဒီဝီနီဘဟုတုတနဲ့သွက်ဖြည်လို့ရတယ်။နော်ယနေ့မြမပြီမှာဝီနီဆောင်ဝဲတွေခြိုက်တဲ့ဆောင်ဝဲလိုက်ဖြည်။နော်ဒီလိုပါဠိတော်တွေအထာကထာတွေနာကြားမှုတဲ့တပြည့်တွေဟာစာမဖတ်မဲနဲ့တော့အလွတ်သွက်ဖြည်လို့ရတယ်။အဲ့လောက်အကျိုးများတာ။ဟုတ်တယ်လား။အခုယနေ့ဆိုရင်ပါစိတ်တရားတိအထာကထာဝီနေယမဟာဝိတုမှာဆိုရင်ပန်တော့၅မျိုးကြောင်းမေးသွားတယ်။ဒီလိုရလားမရဘူးလား။ပါ very easy အတိစုခ။လက်လွယ်လေး။ဟာလားဘာမှကြက်စရာမလိုတပြည့်တွေဟုတ်လား။အဲ ပန်ထုတ်၅မျိုးကိုအတိတ်ပဲနေတကွာပေါ်ပြပါဆိုတဲ့ဟာလားတေကြီးတွေပြောပြတာအဲ့ဒါတေချာနားထောင်မသင်ရသေးဘူးလားသင်ပြီးပြီလားသင်ပြီးပြီလေတေကြီးတွေဟုတ်လားနောက်တော့အသက်20မပြည့်သေးတဲ့ပုဂ္ဂိုလ်ကိုရမ်းခံပြီးရမ်းဖြစ်မဖြစ်နေတကွာအထာကလာလာတဲ့အတိတ်ပဲပြောပြဆိုမပြီးသေးဘူးလားပြီးပြီလားပြီးပြီနော်တေကြီးတွေဖြစ်လာရင်ဖြစ်တော့မဖြစ်ဘူးဟုတ်လားဒါပေမဲ့သူ70ဝပြည့်တဲ့အခါမှာသူရမ်းခံပြီးရင်သူကလွယ်ပြီးခိုင်းပြင်ရမ်းဖြစ်တယ်ဆိုတဲ့အကြောင်းအထာကလာမဖွင့်တော့ဘူးလားဒါရီကစာကြက်စရာမှမလိုတော့ဘူးဟုတ်တယ်မလား ပြောချင်တာတပြေတော့ဝီနီးနားထောင်ဘူးယင်အချိုးများတယ်ဆိုတဲ့အကြောင်းเนาะဒါဒီနေ့မေးသွားတဲ့ဝီနယမှာဝီဒူပါစိတ်တရားဒီအထာကရာမှာအဲ့ဒီအတိတ်ပဲမေးတယ်တပြေတို့ရဲ့လွယ်လားမလွယ်ဘူးလားအဲ့ဒါပဲဘုန်းကြီးပြောတာเนาะအဲ့ဒါတေချာနားထောင်ကဲဒီနေ့ဘုန်းကြီးတို့နေတရားဝီနီးဆရာကတာဘယ်လိုသွားမလဲနေတယောတိအထပါနာအယံနေတယောနာမကေနာဓာတဘောကေနာနာဓာတဘောကတဓာတဘောကတနာဓာတဘော ကထံကဟိတောဟောတိကထံပတိပတံပတိနေတယကေနာဝတိတပံကေနာသနာဝတိတပံတိမိဂုံးနေအရင်ထုတ်လိုက်တဲ့ဆရာနော်နေတယဆိုတဲ့ဒီမိယာဝိနေအဆုံးဖြတ်အရာဌာနမှာနော်ဒီနေတကြီးကိုတဲ့နော်အဘယ်သူဒီပေးထိုက်တယ်နိနေတိဘသူ ပေးထိုက်တယ်နိအဘယ်သူဒီမပေးထိုက်တယ်နိ အဘယ်သူအားပေးထိုက်သည်နည်းအဘယ်သူအားမပေးထိုက်သည်နည်းအဘယ်သို့လင်ယူအပ်သည်နည်းအဘယ်သို့လင်ငြိမ်းသည်နည်းဘယ်သူကိုမှီ၍နော်အဘယ်သူသည်နေထိုက်သည်နည်းဘယ်သူကိုမှီ၍အဘယ်သူသည်မနေထိုက်သည်နည်းဆိုရင်၄ခုနဲ့မထောက်ရဘူးလားထောက်ရလားထောက်ရလားတထာကိနာဒါတဘောကိနာနာဒါတဘောဒီအထာတဲ့အဲ့ဒီမိဂုံးနေတဲ့မှာကိနာဒါတဘောကိနာနာဒါတဘောဆိုတဲ့ပတ်ကိုရှင်းဥစွာမိမ့်မယ်နော် အဘယ်သူသည်နေပြီးပေးထိုက်သည်နည်းအဘယ်သူသည်နေပြီးမပေးထိုက်သည်နည်းဆိုတဲ့အဲ့ဒီစကားရပ်ကိုရှေ့ဦးစွာပြောမယ်ဣထတာဝအနုဇာနာမိဘိကဝေဖြတ်တေနာဘိက္ခုနာပတိပလေနာဒသဝတိနာဝါအတိရေကထတာဝုသေနာဝဥပတံပါဒီတုံနေတယံတာတုံတိသဝဆနာတော်အဲ့ဒီလိုမျိုးမဟာဝါပါဠိတော်မှာပါလားမပါဘူးလားဗျာရှင်သားတို့လည်းပြတ္တပရိပရဖြစ်တဲ့ဆေဝါရတဲ့ယဟန်တို့မဟုတ်ဆေဝါထက်ပုံလွန်သောယန္တီယဟန်ခန့်ချင်းက အနုဇာနာမိခွင့်ပြုတော်မူ၏နေပြည်တော်ကိုပေးခြင်းကအနုဇာနာမိခွင့်ပြုတော်မူ၏လို့ဝဆနာတော်မှာပါဠိတော်မှာမိတ်တော်မူသောကြောင့်ယောပြတ်တော်ဟောတိပရိပလောဥပသမာရာယတတဝုသောဝါတိတွေကတတဝုသောဝါတဲ့ကျင်ပုဂ္ဂိုလ်ဒီဖြတ်တာပရိပလာဖြစ်တယ်နော်အဲ့ဒီပုဂ္ဂိုလ်ကယံပြုခြင်းအပြင်ဆေဝါဆေဝါရက်ပုံလွန်သောဝါရှိတယ်တိဏဒါတော်ဘောထိုယံဒီပေးထိုက်ဤတဲ့နေပြည်ပေးရမှာအနည်းဆုံးဘဏဝါလဲတပြည့်လို့ယင်ဆေဝါရှိရမယ်ဆေဝါကြော်ဖြစ်ရမယ် ဒါပေမဲ့ဝါကြီးယုံနဲ့နေပြီးပေးလို့ရပြီလားဝါကြီးယုံနဲ့ဥပိ္ပစေဆရာလုပ်လို့ရပြီလား नो မရသာသနာတော်မှာအကြီးအကျယ်အတွက်အလုပ်လုပ်လို့မရအောင်ဘွဲတွေကုန်းတွေများတယ်ဆိုတော့ဥပိ္ပစေလုပ်လို့ရမယ်ထင်လား नो မရဘူးဘွဲနဲ့မတတ်မဟုတ်သာသနာမှာဗာနဲ့မတတ်မဟုတ်ဘွဲကုန်းတွေနဲ့မတတ်မထားဘူးသာသနာတော်မှာအကြီးအချင်းနဲ့တတ်မထားတယ်ဗာနဲ့တတ်မထားတယ်အဲတကြီးတို့အဲ့ဒါမှတ်ဖို့လိုတယ်နော်ဒါဒါတော့ဝီနီးနဲ့ဆုံးဖြတ်ပြီးဆိုရင်ဘွဲမပါတော့နော်ဘွဲကြတော့ဘယ်နေရာကောင်းလဲဆိုတော့ပြိုင်တဲ့ခါကောင်းတယ် ကြွားတဲ့ခါကောင်းတယ်ဘွဲအများကြီးတက်လို့ကောင်းတယ်ကြာလာအဲ့ဒီအတွက်တပြေတို့ဝီဒူဘွဲတွေအကုန်လုံးဖြည်လာလိုက်ပေါ့နော်မကောင်းလားဝီဒူအကုန်ဖြည်ဘွဲအများကြီးရမယ်ဝီဒူပြီးမှဝီဒူတွေဖြည်အားဘွဲတွေအများကြီးပဲအဲ့တော့တက်လို့လှတာပေါ့နော်ပြန်လို့တော်မူလဲဘွဲတွေအများကြီးတက်လို့ကောင်းတယ်တပြေတို့ကြာလာအေးတပြေတို့ရအောင်ဖြည်လားဒါပေမဲ့ဘွဲရတခြားနော်အရေးချင်းကလည်းတခြားပဲနော်ဒါကြောင့်ဘွဲရပြီးအရေးချင်းပြန်ဖြည်ဘွဲရပြီးမလုပ်ရအောင် အရင်ချင်းပြရတယ်တပည့်တို့ကဖြောင်းပြန်ကြီးလေးဘွဲကိုအရင်ရအောင်လှုပ်တာကိုအခုတပည့်တို့ဝီနီယာဝီတူတွေပါမဖြစ်ဘူးလားလေအနောင်နေစဟိုကိုရင်ဆိုခက်ကြောင်ကြောင်နဲ့ဝီနီယာဝီတူဘွဲတို့ဝီနီယာဝီတူဘွဲရပြီပေါ့ဝီနီကျွမ်းလာမင်းဘာမှမတောက်ဒါကြတော့ဘယ်လိုလဲဆိုတော့ဝီနီကိုဘယ်လိုပြောရမလဲနောက်မှကျွမ်းအောင်ပြန်လုပ်ရမယ်ဝီနီယာဝီတူဆိုတဲ့ဝီနီပညာရှိဝီနီသိမြင်သူဂုံနဲ့ထိုက်တောင်ဝီနီကိုကျွမ်းအောင်ပြန်လုပ်ရမှာဟုတ်လားတပည့်တို့ရေအဲဂုံနဲ့ခုနေလိုက်ဖောက်အောင်လုပ်ရမှာပေါ့တပည့်ဟုတ်လားအဲအဲ့လိုမျိုးပေါ့ဒါတပည့်တို့ကြတော့ဘွဲကိုအရင်ယူလိုက်တာပြီးမှ ကျွမ်းအောင်ပြန်လုပ်ပါမယ်သဘောရှိတယ်။အော် we need ကျွမ်းကျင်တဲ့ပုံကိုယ်တွေကြတော့နောက်မှဘွဲ့ယူတယ်။အဲ့လိုမျိုးကြောင်းပြမဖြစ်နိုင်ဘူးလားဖြစ်နိုင်လား။အဲအဲ့ဒါဘုရားပူကောင်းတယ်သေတို့စဉ်းစားကြ။နှစ်ခုလုံးကောင်းပါလေ။ပြောဘယ်နှစ်ခုလုံးကောင်း။ we need ကျွမ်းကျင်ပြီးမှ we need ya we do တွေ we need ya ma we do ဘွဲ့တွေယူလဲကောင်းသလို။ဟာလား။အဲ we need မကျွမ်းကျင်ခဲရရနဲ့ we need ya we do တွေမှ we need ya ma we do ဘွဲ့တွေယူပြီးမှ we need ပြန်ကျွမ်းအောင်ပြန်လုပ်ဖို့။ဘွဲ့တော့ယူပြီးနေမကျွမ်းရင်တော့အဲ့ဒါတော့သွားပြီ။အတင်သေးစရာ။ နော်တပည့်တို့ရေကိုကိုကိုအားငယ်တိမ်ငယ်သွားမယ်ငါဘွဲတော့သူများအထင်ကြီးအောင်ယူထားတဲ့ငါဝီနီယမဟာဝိဒုသာပြောတော့ဘာမှတောက်ဝီနီသူများမေးမဖြစ်တောက်ငါအားကြီးလို့ဖြစ်နေတောက်တက်လဲနေတယ်လို့ဟာလားအဲ့လိုမဖြစ်အောင်တပည့်တို့လက်တွေ့ကျွမ်းကျင်အောင်လုပ်ရတယ်ဟုတ်လားလားအေးအဲ့ဒါဆောင်ဝဲဆိုတာကတော့ဟိုအောင်ချင်းအောင်သွားမှာပဲနော်အေးတကယ်ပညာရှင်ဖြစ်ဖို့ကြတော့လိလာကျွမ်းကျင်အောင်အချိန်ချင်းပူနာပူနံပစိတက်ပါဝီနီယဟာလားအေးအချိန်ချင်းဝီနီတွေဘာလုပ်အောင်လဲကြည့်ရမယ်တပည့်တို့နော်ကဲဟုတ်ပြီကြည့်အောင် အခုဒီမှာကြီးဖြတ်တာပြိပလာတဲ့ဘာဖြစ်ရမလဲဗျာဖြတ်တာပြိပလာဖြစ်ရမယ်ဆယ်ဝါပြည့်ရမယ်တဲ့အဲ့ဒီဖြတ်တာပြိပလာဂုံကိုဖွင့်တာလေးတွေလေးကကြည့်အောင်တစီဒီဒီဒုက္ကဒံအပစ္စတိဟောနည်းနည်းကြော်သွားတယ်ဣတရေနနထာတဘောဆိုတာအဲ့ဒီဖြတ်တာပြိပလာမဟုတ်တဲ့ယဟန်တွေဆယ်ဝါမပြည့်တဲ့ယဟန်တွေဟာအဲ့ဒီလိုမျိုးဥပစ္စေမပြူပေးရဘူးနေပြီးမပေးရဘူးတဲ့ပြီးရင်ဒုက္ကအပသင့်တယ်တဲ့မပသင့်လားဗျာအဲ့ဒီမှာဣထံသာဖြတ်တော်ဒီအီမီနာတဲ့ ပရိသုပဋ္ဌာပကဘဟုတုတော်ဝေရီတဘောတဲ့အမှဗျတ္တဆိုတဲ့အဲ့ဒီပတ်ဖြစ်အဲ့ဒီနေရာမှာပိဋ္တလှုပ်ကျွေးတဲ့ဘဟုတုတရှိသူကိုတည်ရမယ်တဲ့ပိဋ္တလှုပ်ကျွေးမဲ့ဘဟုတုတနဲ့ပြည့်စုံသူရဲ့အရေးချင်းတွေလေ့လာအောင်ပရိသုပဋ္ဌာပကိနာဟိကဗန္တိမေနာပရိစီရေနာပရိတံအပိဝိနယေဝိနေတုံတွေဝိဘင်္ဂဘကုဏဝါစုကတာကတဘာတဲ့ပိဋ္တကိုနော်လှုပ်ကျွေးမဲ့ယဟန်နော် အောက်ဖြစ်ဆုံးအားဖြင့်အပိုင်းခြားအားဖြင့်ပရိသတ်ကိုအဘိဝိနီ၌ဆုံးမခြင်းသာတဲ့အဘိဝိနီလွန်ကဲသောဝိနီကိုသကလဝိနယပိတကံလို့ဖွင့်တယ်ဝိနီအားလုံးကိုပြောတာဗာလိုက်ကလေးတို့ရေဝိနီအားလုံးမှာကျွမ်းကျင်ရမယ်အဲ့ဒါဆရာဖြစ်မဲ့ဂုံရင်ကအဲ့ဒါစဉ်းစားတဲ့ပြင်ငယ်လေးတို့ရေဒါကြောင့်ဝိနီကိုကောင်းစွာလေ့လာဖို့ဘုရားအမြဲတမ်းတိုက်တွန်းခဲ့တယ်ဥပစေဆရာအစ်စ်ဖြစ်ဖို့နေတီးဆရာအစ်စ်ဖြစ်ခြင်းဝိနီကျွမ်းကိုကျွမ်းရမယ်ဝိနီမကျွမ်းမဲ့လေအိုးလုံးလုံးမရဘူးဂျာလားအေးအဲ့ဒါအရေးကြီးတယ် အဘိဝိနေယဝိနိတောဝိနေတောနဲ့အဘိဝိနိမှာဆုံးမခြင်းကအ ਨੇ ဆုံးနဲ့တွေဝိပင်ကဘကုဏဝါစုကတာကာတပါတဲ့ဝိမေနဖျားပေါ့နော်ဝိမေနဖျားကိုဝါစုကတာနှုတ်တအာကုဆောင်ခြင်းကိုပြုထားရမယ်တဲ့အာကုရရမယ်တပည့်တို့ကြီးဇာနာဘုန်းကြီးတို့လည်းမရအောင်ပါလီဇာနာတင်တို့ရင်ပြန်ကြက်ရမယ်ပြောချင်တာဘုန်းကြီးတို့လည်းအရေးချင်းမပြည့်ဘူးပြည်ပြီလားရေရှိဘူးနော်အရေးချင်းပြည့်တဲ့လူရှားတယ်မြန်မာပြည်မှာနော်တိပိတိပိဆရာတော်ကြီးတွေတော့ရရမှာဟာလားဒါတော့တိပိတွေကလည်းဝိနည်းတကယ်ချောင်းအောင်မှာ နော်စာမွေးဖြီယုံနဲ့တိတိဖြစ်ပြီးတော့နောက်တော့မေးဘာမတောက်ဆိုတဲ့ဒါလည်းမရအောင်ကျွမ်းကျင်ရအောင်နော်ဘုန်းကြီးတို့ကလေ့လာရမယ်ဒီဝိပင်ခါဆိုတဲ့ပါရာစီကံပါဠိတော်နဲ့ပါစိတ်ပါဠိတော်ကိုနှုတ်တအားကိုဆောင်ရမယ်လို့ဒီမှာပြောတယ်ဒါကတော့ဂရုကဝါဒပေါ့ဘုန်းကြီးတို့ကဂရုကမဖြစ်လိုက်ဘူးလဟုကလောက်တော့ရပါတယ်စိုက်တယ်မေးဝိပင်နဲ့ဖြားတယ်ကနော်ဟိုအာကုံတော့မစုံနိုင်ဘူးပါတိမောင်နဲ့ဆောင်တော့ရတယ်ဟိုမင်းတို့ကြံတဲ့သူ့ရဲ့အဖွင့်အနတ်အဓိပ္ပာယ်တွေမေးအဲအဲ့လိုမျိုးမေးလို့ရတယ်အဲ့လောက်တော့ရတယ် အဲဒီစာအုပ်ကြည့်ပြီးတော့ပြောတာမျိုးကတော့ပြောမနေနဲ့ကြိုက်တာလာခဲ့။ဂျာမန်တပည့်တွေအလွတ်ပြောတာ။အလွတ်ဒီဝီမင်းနှစ်ဖြာကြိုက်တာမေး။ဝီနီနဲ့ပတ်သက်ပြီးတီးချင်တာမေး။ဟုတ်ပြီနော်။အဲလိုမျိုးဒါကိုအာတိဓမ္မစရိယတီလာလို့ခေါ်တယ်။နော်သာသနာမှာအစအဦးဆုံးမြတ်တော်အကျင့်ပေါ့နော်။အဲအာတိဓမ္မစရိယတီလာအဲ့ဒါဝီမင်းနှစ်ဖြာကိုခေါ်တယ်။အာဘိတမစာရိကအကျင့်ဝတ်ဆိုတာကတော့ဘုန်းကြီးတို့ခန္ဓာကဝတ်တွေကိုပြောတာတပည့်တွေနော်။အဲ့ဒီနှစ်ခုလုံးပိုင်ရမယ်တဲ့။ဒီမှာတဆက်လာတယ်။မစွမ်းနိုင်ရင်ဘယ်လိုလုပ်ရမလဲတဲ့။ အပကွန်တေနာတီဟိစနေဟိတတေပရိဝတ္တနခမကာတပါတဲ့မစွမ်းနိုင်တဲ့ယန်းတွေကပုံပါလောက် အတူပြန်ဆိုခြင်းကစွမ်းနိုင်ရင်စွမ်းနိုင်စွမ်းနိုင်ရတယ်လို့ပြောတာနော်ဟလာပြန်ခြင်းချင်းကိုခန့်ခြင်းကိုပြုထားရည်တဲ့ပြောချင်တာပုံပါပေါင်းပြီးပြန်နိုင်ရင်လည်းအပ်ဆက်ပါတယ်တဲ့ကမ္မကမင်းစခန္ဓာကဝတ်တင်စဥက္ကေတပံတဲ့ကံကြီးကံငယ်ကို၎င်းခန္ဓာကဝတ်ကို၎င်းတင်ယူထားရည်တဲ့ကံကြီးကံငယ်ဆိုဝိနည်းနဲ့ပတ်သက်တဲ့အားလုံးကျွမ်းကျင်နေရမယ်ကံကြီးကံငယ်ဒီအိမ်သမုတ်တိမ်နှုတ်တိမ်သမုတ် ပရိဘောမာနဲ့စသည်ကမ္မဝါစာစီရင်တာအစအကုန်လုံးကမ္မဝါအစရေးတက်ရမယ်။ယနေ့အဲ့ဒီအရေးချင်းတွေမပြည့်စုံဘုန်းကြီးတော်တော်များများဘွဲတာရသွားကြတယ်တကယ်လက်တွေ့ကျင့်စဉ်နဲ့ပဲရောက်လာပြီဆိုရင်အကုန်လုံးမျက်လုံးပြူပြီးနောက်ဆုတ်သွားကြတယ်။အဲ့ဒါအတွေ့အကြုံတို့လေလက်တွေ့ကျင့်တဲ့ဆရာသမားတွေကိုချင်းကပ်ပြီးတော့လေ့လာသင်ဖို့လိုတယ်။အဲ့ဒါတွေကြတော့အစင်းမြင်ပိုင်းရောက်သွားပြီနော်ကမ္မဝါစီရင်တယ်ပရိဘောခန်းတွေနော်အဲ့ဒါဒီသေချာလေ့လာဖို့လိုတယ်။အဲ့ဒါကမ္မကံမင်းစာတွေပဲခန္ဓာကဝတ္တင်စာဆိုတဲ့စုလဘပါဠိတော်မဟာပါဠိတော်တွေလို့ဆိုရင်ညီငယ်လေးတို့ အကုန်လုံးဝီနီတွေပါသွားတာမပါပါဘူးလားပါသွားတယ်ဟိုနာတွေကသုံးပါသောယန်တော်တို့သည်အတူတကွပြန်ဆိုနိုင်ရတယ်ဆိုတာကိုယနေ့လက်တီဆရာတော်ကြီးတို့ကြတော့ဒီဥပရောဝီမင်းကိုကင်ပြီးတော့စာချနိုင်ရပြီလို့အဲ့လောက်ထိယူထားတာရှိတယ်။ဘာလို့ရှစ်ခေတုန်းကအာဂုံခစ်လေညီငယ်လေးဒါလားအာဂုံခစ်ဆိုတော့စာအုပ်မရှိဘူးမရှိတော့ဘယ်လိုလုပ်မပြန်နိုင်ဘယ်လိုလုပ်သုံးပါနိုင်မယ်ဟုတ်လား ။ဒါကြောင့်ယနေ့ကစာအုပ်ရှိနေတဲ့အတွက်စာအုပ်ကြည့်ပြီးပို့ချနိုင်ရင်ကိုလွတ်တယ်လို့ဒါကြောင့်မို့ယူလို့ယနေ့ကကခံကောင်းသွားတာဒါ short ပေးလိုက်တာ။နားလည်လားဗျာ။အမြဲတမ်းအာစာအုပ်ယူအာကိုလို့မဖြစ်ဘူးပေါ့နော်။အားလုံးကနှုတ်တက်မရရင်တော့ဒီဝီနီရဲ့အဆုံးဖြတ်ကြီးကိုတိနေရမယ်နော်။အတိတ်ပဲကြီးအကုန်တိနေရမယ်။အဲအဲ့လိုဆိုမဆိုးဘူးပေါ့။နော်အဲ့လောက်မဆိုးဘူး။လေဒီဆရာတော်ကြီးတွေကတော့အဲ့လိုမျိုးယူကြတာရှိပါတယ်နော်။ဟုတ်ပြီထားလိုက်။အိုးငငယ်တော့ဖောင်းစရာတော့ကြီးလို့ဆိုရင်လေဒီလိုဝီပင်းနှစ်ဖြာကိုကြက်ပြီးမှနေပြီးပေးတယ်ဥပ္ပစေပေးတယ် နောက်ပိုင်းတော့ဇေယျတော်လည်းမဆောင်နိုင်တော့ပါဘူးကြောက်သွားတာပါပဲနော်တကယ်ညီငယ်လေးတို့ဒါထူဆန်းတယ်အများနဲ့မရနိုင်ဘူးညဒါရေနော်ဒါကြောင့်မို့လဲဘုန်းကြီးစဉ်းစားလိုက်တာအတိတ်တွေတွေကိုနားလည်ရင်ရတဲ့သဘောလို့ဘုန်းကြီးယူဆပါတယ်တပြည့်တွေဝီနီမေးတယ်ရှင်ပြတတ်တယ်ဖြီဆိုတတ်တယ်ဆိုမဆိုးဘူးပေါ့နော်ဒီဝီပီနဲ့ပတ်သက်တာလေးဟဲ့အဲ့လောက်ဆိုမဆိုးဘူးပေါ့ဟာပထမဦးဆုံးတော့နှုတ်ငုံအာကုန်ကြက်ထားတင်တယ်ပြီးမှမေ့လည်းမေ့ပေါ့ဟုတ်လားညာဒီအတိတ်တွေလောက်ကြက်မှာပေါ့နော်အဲ့လောက်ဆိုရင်လည်းအတ်တယ်လို့ယူပြစ်ပါတယ်ယနေ့ခေတ်စာအုပ်ရှိနေပြီဖြစ်လို့ဟုတ်ပြီလားညာ ပရိသာယပနာအဘိဓမေဝိနယနတ်ထံသစီမစ္စည်းမဘာနဂောဟောတိအဲ့ဒီပိယိတ္တမှာတဲ့အဲ့ဒီပိယိတ္တအဒီအဘိဓမာမှာဆုံးမဖို့အတွက်ဟောဆုံးမခြင်းအတွက်အဘိဓမာဆိုတာယုတ်နံကိုပြောတာဘာကိုပြောတာလဲဗျာယုတ်နံယုတ်နံဒီမှာနော်နံယုတ်ပိုင်ပိုင်ဟောပြနိုင်ဆိုတော့အဘိဓမာယနံယုတ်ဒီနော်အနံယုတ်ဒီမှာဆုံးမနိုင်ခြင်းအကျိုးအတွက်မစ္စည်းမဘာနကဖြစ်တဲ့ဆိုရင်တဲ့ဘာကိုအာကုန်ဆောင်ရမလဲမစ္စည်းမပါဏာသကောဥက္ကေတဘောမစ္စည်းမပါဏာသာကကိုသင်ယူရမလဲအာ မိမိတို့ဝါသနာပါရကိုလေ့လာနိုင်တယ်ပြောတာเนาะမူလပါဏာတကိုသင်ယူထိုက်တယ်ဒီကဘာနကေနမဟာဝကောဒီကဘာနကပုဂ္ဂိုလ်ကတော့မဟာဝအာဝကပါဠိတော်ပေါ့တန်ယုတ်တဘာနကေနတန်ယုတ်ကိုအာကုံဆောင်မဲ့ပုဂ္ဂိုလ်ပေါ့ဖြစ်တိမာဝတယောဝကမဟာဝကောဝါတဲ့အောက်အောက်ဖြစ်တဲ့သုံးခုသောဝကအာမောယမဟာဝအရာဒီကိုအာကုံနှုတ်တသင်ယူထားမယ်အင်္ဂုတ္တရဘာနကေနအကယ်၍မိမိတို့ကအရာတွေဝါသနာမပါဘူးတော့ chance ပေးတယ်ပြလား အင်္ဂုတ္တရဘာနာကလုတ်ချင်ရင်တဲ့ဟိတာဝါဥပရိဝါဥပဒ္ဒနိကာယောဥကေတဘောအောက်မှာဖြစ်တဲ့အောက်၌၎င်းထက်၌၎င်းထောက်ဝတ်သောနိကေကိုသင်ယူထိုက်တယ်အဲလိုပြောတာဒါတော့အင်္ဂုတ္တဆတ္တချမ်းရှိတဲ့ဘောညီငယ်လေးတို့ဟာလားခွဲလိုက်ပေါ့ထောက်ဝတ်ပေါ့ထောက်ဝတ်လောက်ကိုသင်ယူတဲ့ပုဂ္ဂိုလ်ဟာဒါပရိသုပတကအင်္ဂါပြည့်စုံတော့ပေါ့ဝီနီကျွမ်းကျင်ပြီးဒီတုတ်တန်လည်းကျွမ်းရတယ်အဲသာမဏေကျော်ကြီးကောင်းတယ်ဟာလား ။ဒါကြောင့်ကာမဏိကျော်လောက်တာကောင်းတယ်။ဇာနာတိတို့ရေကာမဏိကျော်တို့မားရီအင်္ဂုတ္တဆက်တချမ်းတင်ရတယ်။ဓမ္မပဒါတွေလေ့လာရတဲ့အတွက်ကာမဏိကျော်ကဥပ္ပစေစီယာပြည်ကိုနီးနေပြီဇာနာ။အဲသူတို့အထာကရာကိုလေ့လာလိုက်ပြီဟုတ်လား။ကျွမ်းကျင်အောင်။အဲအထာကရာကိုလေ့လာပြီးရင်ကာမဏိကျော်တွေကနေပြီးစီယာဥပ္ပစေစီယာလုပ်လို့ရတယ်။ဆယ်ဝါပြည်။ဟုတ်လားဗျာ။ဒါတကယ်ကျွမ်းမယ်ဆိုရင်ပေါ့နော်။အဲအဲ့လိုမျိုးရှိတယ်။ဒါဆိုအင်္ဂုတ္တအတွက်လုံလောက်ပါပြီလေ။ထောက်ဝဆိုရင်အောင်လုံလောက်တော့အင်္ဂုတ္တဆက်တချမ်းလုံးလေ့လာပြီးသားဖြစ်တဲ့အတွက်ဒါကာမဏိကျော်တွေကဥဒ္ဒံနဲ့ပတ်သက်ရင်ဒါပြည့်စုံပြီပေါ့။နာယုတ်အကြောင်းကြီးပါပြီးသားပဲအင်္ဂုတ္တမှာနော်။ အာတကွန်တင်နာတဲ့အဲ့လောက်မစွမ်းနိုင်သေးဘူးဆိုရင်တဲ့မစွမ်းနိုင်တဲ့ပုဂ္ဂိုလ်啊တဲ့တီကန်ဒီပါတော်ပတ်ထာရဥက္ကေတုံကိုတတိတဲ့နော်အဲတီကန်ဒီပါကနေစပြီးတော့တင်ယူခြင်းကအဲ့ဒါဆိုတော့ဒုက္ခရောဧကကရောသုံးခုလောက်လိလာတင်ယူအာကုန်ဆောင်ထားရင်အပ်ပြီးလို့ဆိုလို့တယ်နော်မဟာပစ္စရိယံပါနာဧကံကနန္တေနစတုကနိပါတံဝါပင်စကနိပါတံဝါဥက္ကေတုံဝတ္တတိဝတ္တံမဟာပစ္စရိယံမှာကြတော့တခုကိုတင်ယူတဲ့ပုဂ္ဂိုလ်啊တဲ့စတုကနိပတ်ကို၎င်းပင်စကနိပတ်ကို၎င်းတင်ယူခြင်းကအပ်တယ်လို့ဆိုတယ် ။ငါပစ္စည်းရလိုပါပူလွယ်တယ်ပေါ့။အခုပဲလေးလာချင်းစတုကနိပတ်ကိုလေးလာလိုက်ရင်လုံလောက်ပြီးတဲ့။ဘုမဟုတ်ပြန်စကနိပတ်ကိုလုံလိုက်အဲလေးလာတင်ယူလိုက်ရင်လည်းလုံလောက်ပြီးတဲ့အဲ့လိုမျိုးဆိုလိုတယ်။ဘောပေါင်းလာနေကလေးတို့ကြီး။ဒါမှဘုန်းကြီးမြင်တာဒီစာတွေအားလုံးဟာသဘောထားတွေသဘောသွားတွေတူတယ်ပါဠိတော်တွေဟာကျမ်းစာကြီးကလေးတို့ကြီး။စာတွေဟာအင်္ဂုတ္တကြီးကိုလေးလာပြီးကျမ်းစာတွေအကုန်လေးလာလွယ်လွယ်လေး။အင်္ဂုတ္တကိုကောင်းစွာနေတဲ့အထင်ပြီးဆိုရင်ပြီးတဲ့ကနှစ်ပုံလောက်ကောင်းကောင်းကျွမ်းကျင်သွားမယ်ညီကလေးတို့လေးလာဖတ်ကြည့်လိုက်။နော်ဖတ်ကြည့်လိုက်။အားမမခတ်တော့ဘူးကျန်တဲ့နေတရားတွေဟုတ်ပြီလားဒါကြောင့်ကိုကအဘိဓာန်နေနဲ့ တည်တည်ကြာကြာပြန်နဲ့လိလာမယ်ဆိုရင်ဒါပြီးတကက်သုံးပုံမှာမကြရင်ပေါက်သွားမှာပဲသုံးနှစ်ပေါက်အများဆုံးညီငယ်လေးတို့ဟုတ်လားပြီးတကက်သုံးပုံပေါက်ဖို့ဟုတ်လားပုံမှန်လေးလုပ်သွားဇာရကဘာနကိနသထကတံဇာရကံဥပ္ပိတပံတဲ့ဇာရကဘာနကပုဂ္ဂိုလ်ကတော့တဲ့အထာကံနဲ့တကွဇက်ကိုတင်ယူထိုက်ရတဲ့ဇက်ဆိုရင်အထာကံနဲ့တကွဇက်ပါဠိတော်ကြီးအကုန်တင်ယူထားရမယ်တတော်အောင်နဲ့နောက်ဝတတိတဲ့ထူအောင်မအပ်ဘူးတဲ့အဲ့ဒါပြောတယ်ဇာရကကြတော့အကုန်လေးလာတင်ယူမှအဲ့လိုပြောတယ်သူကအကုန်လုံးစုံမှာ စံချိန်ပြီးတဲ့သဘောရှိတယ်နော်နည်းနည်းစာရကဆိုတာပုံပြင်များတော့နည်းနည်းအောက်ကျတဲ့သဘောရှိတယ်ဒါကြောင့်အားလုံးလေ့လာထားရမယ်အထာခံနဲ့တကွဓမ္မပဒံမိသဟဝတ္ထုနာဥပ္ပေတုံဝတ္တတိမဟာပစ္စည်းကဝတ္တဓမ္မပဒံကိုလည်းဝတ္ထုနဲ့တကွအတင်ယူခြင်းကအပ်တယ်ဆိုတော့ဒါအထာခံနဲ့တကွပဲနော်တတော်တတော်သမုတ်စင်ယံကတ္တဝံမူလပါဏာတကမတ္တဝတ္တတိတဲ့ထူ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 မပေါင်းခြင်းကိုပြု၍မူလပါဏာသမြကိုတော့အပ်တယ်တဲ့နဝတ္တတိမအပ်ဘူးတဲ့ဣတိဤသို့ကုလုံဤထာပရိဂိတံကုလုံဤအထာခံကပယ်ထားတယ်တဲ့ကုလုံဤထာကပယ်တယ်တဲ့မူလပါဏာသမြလောက် နော်ထူထူအရာပေါင်းစုပြီးတော့အုတ်ဟွာပေါ့အုတ်ခေတုံလို့ရင်မအပ်ဘူးလို့ကုလုံဒီကပဲတဲ့ဣတရာတုဝိစာရဏာယေဝနထီးတဲ့တခြားသောထာဂရာတွေမှာကြတော့စီစစ်ယုံမြတည်တာလည်းမရှိဘူးတဲ့ဘာမှစီစစ်တော့ဘူးတဲ့သူတို့မှာသူတို့အမအငင်းကြတဲ့ဒီလိုမျိုးအဘိဓမ္မေကိဉ္စိဂရေတပ်ပံနိနဝုတ်တံအဘိဓမ္မာမှာတစုံတစ်ခုအသင်ယူထိုက်ရုံနဲ့နဝုတ်တံမိတ်တော်မမှုခဲ့ဘူးတဲ့အရှင်မြတ်တို့ပြောတဲ့ဓမ္မသင်္ကေတိတို့ဓမ္မစရိယမှာပြဌာန်းလာတဲ့ဓမ္မသင်္ကေတိဟုတ်လားအာထာရပြဌာန်းလဲညီငယ် ဓမ္မသင်္ကနီအထာဂရာပါဠိတော်ကြီးတွေနှုတ်ငုံမကြက်လို့ဘာမှဖြစ်ဘူးအဲ့ဒါတွေကနော်အဲ့ဒါတွေကမလို့တော့ဘူးညီငယ်လေးတို့ရဲ့နော်ဘာဖြစ်လို့ဒီမှာဒီဘဝတုဒ္ဒအင်္ကာရမှာပြတော်အောင်အဘိဓမ္မာကိုသင်ယူရမယ်လို့တခုမှမမိတော့ဘူးခုနပြောတဲ့အင်္ဂုတ္တကိုလိလလိုက်နာယုတ်ကိုကောင်းစွာဟောပြနိုင်သွားပြီဖြစ်တဲ့အတွက်ကုသပြည့်တွေကိုဆုံးမနိုင်ခဲ့အဲ့ဒီပုဂ္ဂိုလ်ကသဘောပေါက်လားညီငယ်လေးတို့ရေအဲ့အဲ့ဒါမျိုးရှိတယ်ယတပါဏသထာကထံပြီးဝိနည်းပိတကံအဘိဓမ္မာပိတကံစဘကုဏံအမအချင်းပုဂ္ဂိုလ်ဒီကားတဲ့ အထာခံနေတော့မှဝီနီပြည့်တဲ့ကပ်ကိုသူကျွမ်းကျင်ထားတယ်။အဖိရမာကိုလည်းသူအာကုံဆောင်ထားတယ်။နော်အဲ့ဒါနော်ကြည့်ဒီမှာကြည့်။ဒါပေမဲ့တုတ်တန်တေဆဝုဒ္ဓပကတော်ခံတော်နဲ့ထိတယ်။တုတ်တန်ပါဠိတော်ဒီမှာဆိုရပြီးတော့အပြားရှိတဲ့ကျမ်းဂန်ဒီမရှိဘူးလေသူမှဟိုနာပြောအင်ကုတ်ထူဆိုရင်အ ਨੇ ဆုံးပြစကနိပတ်လောက်မှသူဘာမှမရတော့ဘူးပေါ့အဲ့ဒါမျိုးလေးတွေနော်ဟိုဒီကဘာနကဆိုရင်မဟာဝါတို့တန်ယုတ်တဘာနကဆိုရင်အောင်းအောင်းဖြစ်တဲ့သုံးခုသောဝတ်တို့တယောဝတ်ကာယနော်တန်ယုတ်ဆိုရင်ဘလို့ဘလို့ပြောနိဒါနဝတ်ကတန်ယုတ်ပါဠိတော်တို့ခန္ဓာဝတ်ကတန်ယုတ်ပါဠိတော်တို့တလား အဲအဲ့လိုမျိုးလေးတွေမရတာဘူးဆိုရင်တဲ့နော်ဘာပြောလဲဆိုတော့ပရိသံဥပထာပိတုံနာလဘတိတဲ့ပြိဿကိုပြုစုလုပ်ကြွေးခြင်းကမရဘူးတဲ့တုတ်တံကိုမသိရင်မရဘူးဆိုတာပြတယ်တပြင်းကလေးလို့ဒီမှာဒါကြောင့်ဒီလိုလိုသာသနာတော်မှာဝီနီတခုလိမ့်လာရုံနဲ့မရအောင်အနည်းဆုံးတာမဏေကျော်လုပ်ကူရမယ်အနည်းဆုံးပါလုပ်ကူရမယ်တာမဏေကျော်လုပ်ဘူးတဲ့ယဟန်ဒုမဟုတ်တာမဏေကျော်မလုပ်ဘူးရင်လည်းကိုမကိုတီချအင်္ဂုတ္တပါဠိတော်ကြီးကိုလေ့လာတဲ့ယန်းနေဟုတ်လားအဲခုနလိုပြောခဲ့တဲ့ ပါဠိတော်ကြီးတွေကိုလေ့လာတဲ့ပုံကိုယ်တွေသာလင်ဥပ္ပစေနေပြီးပေးလို့ရတယ်ဆိုတာတွေ့ရတယ်။ဘာလို့လဲဝီနီပဲကျွမ်းပြီးတော့အဘိဓမ္မာမှာနားမလည်ရင်အဆင်မပြေဘူးလေ။အဘိဓမ္မာဆိုတာလည်းဟိုနားတော့ဓမ္မသင်္ကနီတို့ပြောတာမဟုတ်ဘူး။နော်ယုတ်နံနံယုတ်အပိုင်းအခြားမှာကျွမ်းကျင်ရမယ်ယုတ်တရားတွေပေါ့နော်။ဟိုဒါကမ္မထမ်းရှုတဲ့အခါမှာနံယုတ်ပိုင်ပိုင်ဟောပြနိုင်ရမယ်ဖြစ်တဲ့အတွက်ယုတ်တရားတွေရဲ့အကြောင်းကိုကိုသိရမယ်။နော်။နံတရားတွေရဲ့အကြောင်းကိုကိုသိရမယ်။နော်။အဲ့ဒါမျိုးယုတ်နံတွေကိုကောင်းစွာကိုကခွဲခြားနိုင်ရမယ်။ နာမရူပပြိစီရာညံနေပစ္စယပြိခေယညံနေဒီအကြောင်းလေးတွေကိုကိုယ်တပြည့်တွေသင်ပေးရမယ်ပေါ့နော်ပြောပြနိုင်ရမယ်အဲအဲ့လိုမျိုးလေးတွေကဲဟုတ်ပြီယေနပနာတုတ်တန်တတော်ဆဝိနယတော်ဆဘုဒ္ဓဗမာနောခန္ဓောဥက္ခီတော်တဲ့အကျဉ်းယံဒီကအကျဉ်းပုဂ္ဂိုလ်ဒီကတုတ်တန်မ၎င်းဝိနိမ၎င်းဆိုရပြီးတော့ပမာဏရှိတဲ့ចန်းစာကိုသင်ယူအပ်ပြီးအယံပရိတုပ္ပတ္ထာကိုဘုဒ္ဓတော်ဟောတိအဲ့ဒီယဟန်ကပြိတ္တကိုပြုစုလှုပ်ကျွေးတဲ့ဟော ဘௌဒ္ဓတရှိတဲ့ယံဖြစ်သွားပြီတဲ့ဟုတ်လားဗျာအဲအဲ့ဒါပဲနောက်တော့ညီငယ်လေးတို့တေချာကြည့်ပါဝီနီပါဠိတော်အထာကရာကိုလေ့လာပြီးရင်အင်္ဂုတ်ထူကိုကျွမ်းကျင်အောင်လုပ်လိုက်ရင်ညီငယ်လေးတို့ဟာဓိတာပါမောက္ခဖြစ်ပါပြီဘာပါမောက္ခလို့ခေါ်လဲဒါပဲအဲ့ဒါတကယ်တော့ကျွမ်းရမလို့ယနေ့ခေတ်ဓိတာပါမောက္ခမဖြစ်တယ်ဆိုတော့မကျွမ်းဘူးလေဟိုဆက်ဆက်ဒီဆက်ဆက်နဲ့ဘွဲပဲဘွဲနမပဲခြင်ထားတယ်ဘာတစ်ခုမှမကျွမ်းဘူးအဲ့နာမျိုးကတော့တုံးလို့မရဘူးညီငယ်လေးတို့ဟုတ်လားဒါကြောင့်မို့ကိုကပညာရက်တစ်ခုကိုလေ့လာတဲ့အခါမှာဟိုဘုန်းကြီးတို့ တက္ကသိုလ်မှာဆိုရင်မေဂျာဘာဘာရဆိုတာရှိတယ်။မိုင်နာဘာဘာရဆိုတာရှိတယ်။မေဂျာဆိုရင်ဘုန်းကြီးကဥမာဘုန်းကြီးက physics နဲ့မေဂျာဘာဘာယူထားတယ်။ဒါပေမဲ့ကျန်တဲ့ဒီသင်္ချာတို့ဘာလို့ဘုန်းကြီးတို့သင်ရတယ်။အင်္ဂလိပ်လို့သင်ရတယ်။ဒါလားဒါပေမဲ့ကိုယ့်ရဲ့ physics ဘာဘာရောက်အထူးလေ့လာရတယ်။ဒီလိုပဲဘုန်းကြီးတို့ဘုန်းကြီးလောကမှာကိုယ့်ကိုမေးရတယ်။ငါဘယ်မှာပို့ယူအာသန်တယ်ပေါ့။ဟုတ်ပြီလား။အဲအဲ့လိုမျိုးပေါ့။ကိုယ်ကဝီနီးမှာအာသန်ဝီနီးကိုထုံးလို့ချေချေလို့နှောက်ထားရမယ်။ကျန်တဲ့ပိရိကတ်တွေကိုလည်းလေ့လာယူလေ့လာထားရမယ်။ ဟုတ်ပြီလားအကျွမ်းကျင်ဆုံးကတော့ဝင်းဒီပေါ့ကျန်တာကတော့တိအောင်သူများတွေပြောရင်ပြောတက်ဆူတက်ရှင်းပြတောင်းလေးလာထားပေါ့အထူးကတော့ဝင်းဒီစပက်ရှယ်ပေါ့နားလေလာဖို့ပြောတာအဲအဲ့ဒါမျိုးအဲယနေ့ခေတ်ကအဲ့လိုမဟုတ်ဘူးအားလုံးကရောကြီးတင်ထားပြီးတော့ဆောင်းဝဲဖြီးလိုက်တဲ့ဘွဲတွေ30 20တော့တတ်ထားတယ်ဒါတခုမှမကြောင်းနိုင်ငံသားတော့သူများမင်းလိုက်တယ်မဖြစ်နိုင်ဘူးအဲ့လိုမဖြစ်ရဘူးရှင်များဒါနာဒါကြောင့်လေးလာပညာရတခုတင်တာခေါင်းကြီးတို့သူများမင်းတဲ့မင်းကုန်းကိုဖြီးနိုင်အောင်လေကိုကတခုခုကျွမ်းကျင်အောင်လုပ်ထားရအောင်ဟုတ်လားဘုန်းကြီးပြောတာအဲအဲ့ဒါလေးညီငယ်လေးတို့စဉ်းစားကြ ကိုကအခုချိန်ထဲအားနဲ့ဘယ်ဘာသာရမှာဝါသနာပါလဲပေါ့ပို့ပြီးတော့အာသန်တယ်အဲ့ဒီကောင် special လေးလာခဲ့ငငယ်တော့ကနဲ့နော်အဲ့ဒါမှထူးချွန်တဲ့ပုံကိုဖြစ်တော့ကဲဟုတ်ပြီအခုဒီမှာတော့အဲ့ဒီလိုပုံတန်အားဖြင့်ဝီနီအားဖြင့်အခုအထာကရာဖွင့်ပြခဲ့တဲ့အတိုင်းဖျားမိတ်တော်မူတဲ့အတိုင်းအဲ့ဒီကျမ်းစာတွေကိုသင်ယူထားတဲ့ပုံကွာထိတာပါမခါတဲ့ဘာပါမခါတဲ့ဗျာဒါပဲယေနကာမံကမောပရိသံဥပ္ပထပိတုံလပတိယေနကာမံကမောတဲ့နော်စကလုံးလေးသုံးတာချင်းချင်းလေးတို့ရေ ဆက်တာလားနော်သမတ်ဆက်တာပြလားယေနကာမန်ကမောတဲ့သွားလို့ရသွားပြောချင်တဲ့အိဗေဟုတ်လားအကျင်ရက်တို့သွားလို့တဲ့ထူရက်တို့ရောက်ဘယ်ရက်ပဲရောက်အဲ့ဒီပြိတ္တကိုလှုပ်ချွေးခြင်းကလပတိယာဤသွားလို့ဟာရက်ကိုသွားရောက်တဲ့နေရာရက်ကိုရောက်အဲ့ဒီပြိတ္တကိုပြည့်စုံလှုပ်ချွေးလို့ရတယ်လေသူကဘာဖြစ်လို့လဲဗျာဓိတာပါမောခာကြီးလေဟုတ်တယ်မလားဒါကြောင့်အရှင်များပြောဓိတာပါမောခာဓိတာပါမောခာဆိုတော့လောင်းလောင်းအကိုလေးဟိုးမှာပုံမြင်နေရဦးဇင်းတို့ပြောဒါဒါဓိတာပါမောခာဦးဇင်းတို့ဝီနီငါးချမ်းနဲ့အထာကတော်ကိုကောင်းစွာလေးလာသင်ယူပြီး နော်အတိဘယ်ကိုကောင်းစွာနားလည်ပြီးတော့ဒီအင်္ဂုတ်တို့ဆက်တဲ့ကြောင်းကိုကောင်းစွာကြည်ပြီးဓမ္မပဒါကောင်းစွာနားလည်ပြီးဦးဇင်းတို့ကဒိတာပါမောခဖြစ်သွားပြီဘယ်သူမှလိုက်မကြည့်ရင်ကိုကိုဒိတာပါမောခဖြစ်အောင်ကြိုးစားနားလည်ပြီလားဗျာအေးအဲ့ဒါပဲအယံဣမသမိန်အထေဖြတ်တော်ဒီအတိဘယ်တော့တဲ့အဲအဲ့ဒီအနတ်အတိဘယ်မှာယတ္တဟူ၍ဒါယတ္တကိုအလိုရှိထိုက်တယ်ဆိုတာအဒီအခုပြောခဲ့တဲ့အင်္ဂါရက်နဲ့ပြည်စုံဘာလို့ခေါ်လဲဖြတ်တာပဲတဲ့နော်အဲ့ဒီပုံကူကိုဖြတ်တာဟူ၍အလိုရှိရည်တဲ့နော်အဲ့ဒါဖြတ်တာပဲ ကဲအဲ့ဒါညီငယ်လေးတို့မှတ်ထားလိုက်စာမတင်တဲ့ပုံကဖြတ်တာဖြစ်ပါမလားပြူဒါကြောင့်ဘုန်းကြီးအကြံပြုတယ်ညီငယ်လေးတို့စာအုပ်ဖြေတာတွေမဖြေတာတွေဘုန်းကြီးတို့လာမပြောနဲ့ဘုန်းကြီးပြောချင်တာသာသနာမှာနေရင်တပြည့်တော်တို့ဟာနောက်တစ်ချိန်လူကြီးဖြစ်လာလိမ့်မယ်ဘာဖြစ်လာမလဲဗျာလူကြီးဖြစ်လာပြီဆိုရင်ရှင်မြတ်တို့ဆယ်ဝါပြည့်ပြီရှင်မြတ်တို့ကတပြည့်တည်းအားရောက်လာမှာပဲဟုတ်ပြီလားရောက်လာရင်ကိုကနေတည်းလေးပေးချင်လာမှာပဲတခါတလေအခက်ခဲတွေကြုံရင်ကိုရင်လည်းဝတ်ပေးရမယ်အဲ့ဒီခါဒုက္ခတွေတအားရောက်တယ်ညီငယ်တို့စာမတင်ထားရင်လေအကယ်၍ဝတ်ပေးလိုက်ရင်ကိုမှအာဘတ်တင်မယ်ဟုတ်တယ်မလား ကိုကဆဲဝါလာပြေးလာလားဝီနီကမကြွန့်ကျင်ဘူးနံရုပ်အကြောင်းလဲကောင်းစွာမသိဘူးစားမသိရင်မဖြစ်နိုင်ဘူးလေဒါကြောင့်ဘုန်းကြီးအကြံပြုတယ်ဆောင်းဝက်ဖြေးတာရီမဖြေးတာရီအရင်မကြည့်ဘူးအဓိကဘာလို့อ่ะစာတက်အောင်လုပ်တာဟုတ်ပြီလားအနည်းဆုံးညီငယ်လေးတို့ကဘယ်လိုပြောရမလဲဒီစာပေတွေကိုနေတရနံဆောင်လေးနဲ့ပေါ့နော်ကောင်းမျိုးဘာသာတီကာစာအုပ်လေးတွေကင်ပြီးတော့ကြည့်နိုင်တဲ့အရေးချင်းတော့လုပ်ရင်တော့မဆိုးဘူးဆရာသမားတွေကဝီနီတွေကောင်းစွာနားလည်သွားပြီဆိုရင်ဝီနီပါဠိတော်တွေအထာကရာတွေကြည့်ရင်အမြဲတမ်းကြည့်ရင်လေ့ကျင့်ရင်ဟာလားအဲ့လို၁၀နှစ်လောက်ဆိုကျွမ်းကျင်သွားမယ်လေ ကျန်ကျင်ပြီးစာလဲအထိုင်လျောက်ဖတ်တတ်ပြီးတဒါကြီးတွေတင်ထားမယ်တင်းကြိုလေးတွေအဘိဓမ္မာလောက်တော့တင်ထားရမှာပေါ့တင်ပြီးကျန်တာလေးလာလေးလာရင်နှစ်ပေါင်းများပါကျရင်ကိုကကျွမ်းကျင်သွားမှာပဲဟုတ်လားလားညံကောင်းရင်အနှစ်20ပေါ့ညံထိုင်ရင်100ပေါ့ဟုတ်တယ်လေအခုဘုန်းကြီးအသက်ဘယ်လောက်ရှိပြီလဲ48 41ဧကသတလီစာဝဆောင်းမီဤဒါနီဘယ်နှစ်ရှိပြီလဲအေးဘုန်းကြီးဝီနီလေးလာတာဘယ်နှစ်ရှိပြီတင်လဲ22နှစ်လုံးလေးလာနေတာဝီနီကိုဘယ်နှစ်ရှိပြီ နစတဲ့နစတဲ့ဝါလုံးကိုကြီးတို့ဟာဆရာသမားနဲ့နေတဲ့ဝီနီကြောင်းတွေပြောတယ်ဝီနီတွေပတ်နော်ဒါပြောဘယ်နှချိန်မှမသိဝီနီတွေဟာနော်မရေတက်ဘူးဘာလို့ဘယ်ချိန်မှလည်းမသိဘူးအများနဲ့ဒီလိုပဲသွားနေတာဘောအရာဒါတော့ဝီနီကျွမ်းပြီလားဆိုရင်မကျွမ်းသေးဘူးသဘောပေါက်လားညီငယ်လေးတို့ရေအဲ့ဒါပြောချင်တာဘုန်းကြီးပြောချင်ဒါပေမဲ့သူတစ်ပါးနဲ့ရှင်ရင်တော့ရှင်လို့ရတာပေါ့ဟုတ်တယ်မလားပြောပြတာဒါပေမဲ့အများနဲ့လေ့လာရမယ်ဒီပညာတွေတည်တဲ့ဒီလေ့လာရမယ်ဘုန်းကြီးပြောချင်တာလေတပြည့်တို့ဘောအဒါပဲမဟုတ်လားဗျာစာတပြည့်တို့ရဲ့ဘောအနေနီးပဲဟုတ်တယ်မလား အဲအဲ့လိုမျိုးရှိတယ်ညီငယ်လေးတို့ဒါကြောင့်မပြင်းဖို့ဘုန်းကြီးပြောတာလေးလာပါဆယ်နှစ်လောက်လေးလာလိုက်တော့ညီငယ်တို့အထိုက်လျောက်လူရသူရဝင်သွားတော့ပါဗျာအနှစ်20ဆိုရင်တော့ဒီလာဘာမောကဖြစ်လာမှာပေါ့ကြားလာတပြည့်တို့ကညံကောင်းကြတာဟုတ်မလားအင်းကျူးစာဟုတ်မလားအကယ်၍မလေးလာဖြစ်ရင်ဘာဖြစ်သွားမှာဖိုးတော်ပေါ့ဘာလို့ခေါ်ဖိုးတော်ကြီးဖြစ်သွားတယ်နေတီပေးလဲအဘက်ပဲရဟန်းခံပေးလဲအဘက်ပဲအဲ့ဒီဖိုးတော်တွေဟာကြားလာတပြည့်တို့အဲ့ဒါကြောင့်ကိုကိုအဘက်တော့ကိုအသိမခံနဲ့ကိုကိုစိတ်ချရအောင်လုပ်တာဟုတ်ပြီနော် ယောဘာနာအန်တီဝါတီနောဝါပြန်ငယ်လေးဒီပါမှာယောဘာနာအန်တီဝါတီနောဝါတတိယဟာရိကသဝါကီလာနတာသကောတိဥပဌာနာဒီနိကတုံတဲ့အကျင့်ပုဂ္ဂိုလ်တည်းတဲ့နော်အန်တီဝါတီနောဒါတော့နေတီယူတဲ့တပြည့်ကိုအန်တီဝါတိကလို့ခေါ်တယ်ဇာနာတပြည့်လို့ရေးအဲအကျင့်အန်တီဝါတိကပုဂ္ဂိုလ်တည်း၎င်းတတိယဟာရိကသဝါတဲ့ဟာဒီမှာအားလို့ပြရအောင်နော်အကျင့်ယန်းဒီအန်တီဝါတိကယန်း၎င်းတတိယဟာရိကတပြည့်အား၎င်း ဟာလာဂီလာနာဖြစ်နေတဲ့အဲ့ဒီနေတီယူတဲ့တပြည့်ရဲ့ဥပစ္စေပေးတဲ့တပြည့်အဲ့ဒီအန်ဒီဝါတိကာယနေတီယူတဲ့တပြည့်ကိုယူလိုက်ဟုတ်လားဗျာတတိဝါရီကာယဥပစ္စေပေးတဲ့တပြည့်ကိုယူလိုက်အဲ့ဒီလိုဂီလာနာဖြစ်နေတဲ့တပြည့်တွေကိုဥပဋ္ဌာနာဒီနိကာတုံတက်ကောတိလှုပ်ကြွေးခြင်းအစာရှိတိတို့ကိုပြုခြင်းကစွမ်းနိုင်၏တဲ့အယံဣဒပတိပရောတိအတိတ်ပေတော့ဒီနေရာမှာတဲ့အဲ့ဒီလိုတပြည့်တွေကိုပြုစုလှုပ်ခြင်းကစွမ်းနိုင်တဲ့ဆရာသမားကိုပတိပလဟူရဲ့အလိုရှိတိုင်းကိုင်တပြည့်တို့အဲ့လိုပတိပလတပြည့်ကိုလှုပ်ကြွေးနိုင်လား စီအကြောင်းလဲနားမလဲဘာမှမတက်စာလဲမဖတ်ရမလားမရဘူးတပြည့်ပါပြင်ပါစီတိုက်ရမယ်လိလာထားရဒါကြောင့်မဟာပါဠိတော်မှာဘေးတစ္ဆာခန္ဓာကိုင်းတွေ့လားတပြည့်တို့အဲ့အကြောင်းဘုန်းကြီးကစီအကြောင်းကိုပြောရင်စိတ်မဝင်စားဘူးသဘောပေါက်ပြီလားအဲဝီနီးနဲ့နွယ်ဆိုသိပြီလားအေးအဲ့ဒါမှတာဘုန်းကြီးကစီအကြောင်းကိုဖတ်ခဲ့တယ်ဆိုတာအဲ့ဒီအတွက်ဝီနီးတက်လဲဆိုင်တယ်ပြီးရင်ကိုယ့်ရဲ့တပြည့်လေးတွေကိုလည်းအထိုင်လျောက်ကူညီလို့ရလားမရဘူးလားဆရာဝန်တွေရှိတာပဲအားကိုးလို့ရပါမယ်တချို့နေရာတွေမှာဆရာဝန်အများနဲ့အားကိုးလို့ရပါမလားကိုကိုယ်တိုင်ဘုဟုတုတရှိတော့ကိုကစီတိုက်လို့မတောက်လားအခုတပြည့်တို့ဘုန်းကြီးစီတိုက်နေမှာမဟုတ်လား ဒါဘုန်းကြီးဘူသူတရှိတို့ဘုန်းကြီးတောင်တယုံဖြားခြင်းဗိုက်တာမင်စီတို့ဇင်းတို့ဟုတ်လားဒီ3တို့ငါးကြီးစီတို့ဒါအားစီတွေနဲ့မျှပြီးပေးလိုက်မပြောက်သွားဘူးလားပျောက်သွားတာပဲဒါတောင်တယုံတော့ပျောက်သွားတာဟုတ်လားကြီးကျယ်ရင်တော့လေဆရာဝန်စီပို့ဖို့ဟုတ်တယ်မလားဒါကြောင့်တပည့်တို့ကြီးအဲ့ဒါကြောင့်မို့တတိယရာကြီးကိုကိုယ်တိုင်လည်းပြုစုနိုင်ရမယ်ကိုမစွမ်းနိုင်ရင်တော့နော်စွမ်းနိုင်အောင်တိုက်တွန်းနိုင်တဲ့ရန်ဖြစ်ရမယ်ဒီနေရာမှာတော့ကိုကိုယ်တိုင်ပြုစုလုပ်ကြည့်ဖို့စွမ်းနိုင်တဲ့ပုဂ္ဂိုလ်ဘာလို့ခေါ်လဲဗျာပฏิပလာလို့ခေါ်တယ်ဟုတ်ပြီနော်အဲအဲ့လိုမျိုးတွေ့ရတယ်အဲပြီးရင်ဒီမှာဆက်ပြီးတော့ယံပါနာဝုတ်တန်ဆိုတာဒါ ဒီပါဠိတော်စကားရက်တွေကိုဒါထုတ်လာပြီနော်ပါဠိတော်ကိုထုတ်လိုက်ပြီပြင်စာဟိဘေကဝေအင်္ဂိတမနာကတိနာဘေခုနာနာဥပဒံပါတိတပံခြေသားတို့အင်္ဂါငါးချက်နဲ့ပြည့်စုံသောယံဒီဥပိစေလောရဲ့ယံခံပေးနိုင်၏တဲ့နာနှိတ်တေရောအာဥပိစေလောရဲ့ယံမခံပေးရတဲ့နော်အင်္ဂါငါးချက်နဲ့ပြည့်စုံတဲ့ယံနိုင်တည်ကြီးကိုလည်းမပေးရဘူးတဲ့နာနိုင်တည်ရောဒါတော့ဘောနာတာမဏိရောဥပဒ္ဓါပိတော့ဘောတာမဏိကိုလည်းမလုတ်ကျွေးစီထိုက်တာဥပိစေလုတ်ပြီးမလုတ်ကျွေးစီထိုက်ဘူးတဲ့ ဘာရီနဲ့မပြည့်စုံရင်လေနာအတ္တခေနသီလခန္ဒီနသမန္နာကတော်ဟောတီတဲ့အတ္တခဆိုတဲ့ရန်တာတို့ရဲ့နော်သီလခန္ဒီနဆိုတာဒီမှာခန္ဓာတရာဂုံကိုဟောတာသီလဂုံနဲ့ပြည့်စုံမှုမရှိဘူးတဲ့ဘုန်းကြီးတို့ရှိလားဟဲ့မရှိဘူးမရှိဘာမရှိဂျုံပြန်သွားမယ်ဟုတ်လားပါရာစီကကြာသွားမယ်ဘာမှမရှိဘူးဘုန်းကြီးတို့မှာအတ္တခဆိုတဲ့ရန်တာတို့ရဲ့သီလဂုံနဲ့မပြည့်စုံဘူးတမာရီဂုံနဲ့လည်းမပြည့်စုံဘူးပညာဂုံနဲ့လည်းမပြည့်စုံဘူးနော်ဝိမု ക്തി ခန္ဓာဂုံနဲ့ဆိုတာအာတ္တဖို့ပေါ့ဝိမု ക്തി ဂုံနေနဲ့လည်းမပြည့်စုံဘူး ဝိမုတ်တိညာနာဒသနာဆိုတဲ့ပစ္စဝခဏဉာဏ်ပေါ့နော်။မကြပြီးမနောက်မှာပစ္စဝခဏဉာဏ်ကြီးကြတော့လားရ။အဲအဲ့ဒီကုံနဲ့နဲ့ပြည့်စုံလား။မပြည့်စုံရင်ဘုန်းကြီးတို့ကဥပဒေလို့ရရန်မခံပေးရဘူးတဲ့။နေတည်းကြီးလည်းမပေးရဘူးတဲ့။ကိုရင်လည်းမလုပ်ကျူးစေရဘူးတဲ့။အဲ့ဒီငါချက်။အဖိုးတို့အရင်ကငငယ်တော့ Facebook မှာအဲ့ဒါထောက်ပြီးတော့ရှင်များတို့ရဟန္တာဖြစ်ပြီလားတဲ့ဥပဒေပေးတာ။အဲဒါကြီးနဲ့ထောက်လား။အေးဟုတ်တယ်။သူပြောတာလည်းမှန်တယ်။ပါဠိတော့ထောက်တာလေ။ဘယ်လိုလုပ်မှန်းညီငယ်တို့အဲ့လား။ဘယ်လိုဖြေရှင်းမယ်အဲ့ဒါကို။ ဒါအထာကရာမှာရှိပြီးသားဒါစာကြည့်တဲ့လူဆိုရင်တော်မခုံအဲ့လိုပြောလိုက်ဒါဒါအမှန်နဲ့ဒါကတော့တင့်တော်တယ်ဒါမျိုးကိုကိုယ်တိုင်ရမ်းတာဖြစ်အကောင်းဆုံးလို့ပြောတာဒါကတော့အကောင်းဆုံးအတွက်ဖေဟာပြောသွားတာဟုတ်တယ်မလားဒါကိုရမ်းတာမဖြစ်လို့အတ္တကတိလဂုံတမာတိပညာဝိမုတ်တိဝိမုတ်တိညာနာဓာတ်တန်ကိုမပြည့်စုံလို့ဥပိ္ပစေမလောက်ရဘူးဆိုစာမှာမရှိဘူးကျမ်းစာညီငယ်လေးလို့ရင်ဒါပြောချင်တာကဟိုအမျက်စားအနေနဲ့ပြောပြတာနော်ဘာဖြစ်လို့ဒါကြောင့်မို့လဲဖေတို့ဥပိ္ပစာရောက်ဖို့မှာလာတယ်မဟုတ်လားဆရာဥပိ္ပစေညီငွေတယ်ဆိုရင်ဟာလာပြင်းကြီးတယ်ဆိုရင်ခေါ်ဖြောင်းအောင်မဟုတ်လား အဲ့ဒါယဟန်တောင်ဆိုရင်ပြင်းကြီးလေဆိုတာရှိလားရှိဘူးလေဒါပြောရအမျက်စားအနေနဲ့ဥက္ကရာအနေနဲ့ပြောရတာအာဘတ်အင်္ဂါမဟုတ်ဘူးတပြေတို့ဒါကြောင့်မို့ဘုန်းကြီးတို့ဥပ္ပစေနေတီပေးရှင်ဖြစ်တယ်နားလည်ပြီလားဗျာကဲနောက်နေ့မှဆိုင်အောင်နော်ဤကုသိုလ်ဤဘောဘာကကိုမိဘဆေယအင်္ဂါတော်ပေါင်းဒါယကံတာဤကမပေါင်းနတ်ပေါင်းနဲ့တကားတတဝဟုသမ ्या တို့အာမြတ်ပေးဝေပါဤမြားရကြပါစေဂုံတည်း ദാതു ദാതു ദാതു